ဲ့လားပြောတယ်လေသူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကမှာကဲ့တင်မှာဟိုကိုးကွယ်ရင်မကဲ့တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘလို့ရတော့ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြိုင်တဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ဘုရားမှန်ရင်မေတ္တာတရားဟာမတ္တာမပြောချင်တာနော်သူတို့ဘုရားစင်တာမေတ္တာမြတ်တာလေပါတော်ရာဟုလာဘုံမှာထားတဲ့မေတ္တာနဲ့ဇေဇမာနတို့ဒေဝတက်တို့ဘုံထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကငါလှုပ်ကြိုင်တဲ့ဒေဝတက်ငါမထားနိုင်ဘူးဘုရားမရှိပါဘူး အာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုးကွယ်တဲ့သူကိုမှကက်တင်ပါမကိုးကွယ်ရင်တော့ကက်တင်ကိုပြစ်ထားမှာသူကငါမကိုးကွယ်တဲ့ကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငဲ့မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာတို့ကြီးကပြောနေလားအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမာတန်ရဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားလို့တော်တော်အားနေတယ် အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်ငါသားနေပတ်သက်လာရင်သိမစစကြအောင်ဟိုချိုးစောရကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ချစ်ဘိုးဘွားအစစ်စက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြုံပြီးမတွေးနိုင်ဘူးသိလားအဲ့လိုတွေးလိုက်ရင်ဘယ်ရဲ့ကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်အဲ့တော့ရှားနေရတဲ့မှာသာစံတမ်းမှုတွေသူ့ရဲ့သနာတွေရှားပွေမှုတွေလုပ်ကြတယ် ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လေလောကကြီးမှာမௌဒ္ဓဘာသာအင်အားနည်းတယ်လေနော်အဲ့ချိုးအဲ့ဒီဟိုတခါတုန်းကအိန္ဒိယသူ့ပြည်ကချင်းကတယောက်အဲ့ဒါပြောတာပေါ့ချင်းမရမௌဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလို့ကကိုယ်ကရမှာပေါ့သူကလည်းတရားလို့ပြောတာတရားလားဘာဖြစ်လို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲ့ဒါမမှန်လို့ပေါ့သူကသူကတက်လာသူကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ရယ်ကိုယ်ကလည်းများတယ်လေသူက အဲ့များတာကိုမှန်တယ်လို့လားတဲ့ကသူကမဟုတ်ဘူးလို့အဲ့ဒါကန်းနေကြတာလို့မြန်မျက်စိကန်းနေတာလို့နော်ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့နော်အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူသူကအဲ့လိုမျိုးကောက်ချက်ချတာပဲသူကဘုရားဘာသာတကယ်မှန်ရင်တကယ်ဘာလို့ကိုကဲရမှာပေါ့တဲ့အဲ့တော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုကိုကဲတဲ့ပုဂ္ဂိုလ်ကများနေတာပေါ့တဲ့သူအဲ့လိုမျိုးပြောတာပေါ့အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာပြောနော် ဒါသိပ္ပံပညာရှင်တွေရုံးနေတာသိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကဟုတ်လားအခြားနေရာမှာသူတော်ပေမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့အဲ့လိုမျိုးဖြစ်သွားပါနော်ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုက အလွန်အားနည်းတယ်အားနည်းတော့သူမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလားသိသိစီအားပြောတယ်လေနော်ဉာဏ်ရှိတဲ့သူတွေကိုတော့မဘောရစီသွားဉာဏ်မရှိတဲ့သူငါစီလာလိုက်မယ်ဆိုတာပြောတာပဲလေအဲ့ဒါလောကမှာကစဉ်းစားမှုကအတော့အားနေကြတယ်ပြီးရင်အလွယ်လိုက်ကြတာကို နော်ဘုရားဘာသာကခတ်တယ်လေငါဘာသီလာတွေထိုင်ရတယ်စောင့်သိမှုတွေများတယ်ပြင်ဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်တင်လို့မရလို့မကယ်တာလေနော်အဲ့ဒါစဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လင်းပါတယ်နော်လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှသာဥပဒေကမိတ်ဆက်လိုက်ပြီဆိုပြီးသွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခု အကုသိုလ်တွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကတန်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာကတော့ဒါဘုရားတခင်ကတန်ခတ်တာလို့ပြောတာဘုရားမန္တမကဘုရားကတန်ခတ်တာမဟုတ်ဓမ္မဝတရားတန်ခတ်တာဟုတ်လားသူတို့ထားတဲ့အာဟုသူတဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲအဲ့တော့အာဟုသူကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအာဝယ်လို့မရဘူးနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မရဘူးဒီနေ့ခုမှမှပဲကြည့်လေဟောင်းတိုင်းဘေးရန်နေဟုတ်တယ်မလားနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မရပဲလေနော်ခံရကြခံရတာပဲလေနော် ဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေအန္တရာယ်တော့မှခံရသေးလဲဆိုရင်အာကုတုရဲ့တဘာဝခံရရတော့ခံရမှာပဲနော်အဲကြောင့်ဦးဇင်းတို့ဘုရားသခင်ကတာဝန်ယူပေးလို့မရတော့မယူရှင်လို့မဟုတ်ဘူးမယူပေးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းမလဲဟိုမှာတာဝန်ယူတာကောင်းတာပေါ့ဆိုတော့အဲလူကြီးကြိုက်သွားတာနော်တကယ်ကဲအဲဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်တို့လူဖြစ်လာတယ် ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကုရှင်ဟာအကျဉ်းနာတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းနာတရားရှိမယ်ဆိုရင်တရားဝါးရီကောင်းစားဖို့ပဲဖန်ဆင်းပြရနော်တရားဝါးရီကောင်းစားဖို့ပဲဖန်ဆင်းပြရတရားဝါးရီကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းနာတရားရှိမိမိဖန်ဆင်းထားတဲ့ သရဝရီပျော်ရွှင်ချမ်းမြေ့အောင်တဏှီတဲ့ဖန်ဆင်းပေးဖို့ဆိုပါတော့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ဥတရပြုစုပြီးကိုယ်သားကိုယ်သမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သားသမီးတွေတို့သူပြောအောင် ဲ့သာသမီတွေမှာလိမ္မာတဲ့သာသမီတွေရှိမှပဲမိုက်တဲ့သာသမီတွေရှိမှပဲသာသမီပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင်သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်ရဲ့တန်းနဲ့လူချင်းတူပါလေရဲ့တန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကြတော့ချောချောလောလောမောင်လှလှပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲ့ဒီတော့ သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်နာနော်တွေးကြည့်တာပါတွေးကြည့်တာဂျင်နာမှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကဂျင်နာမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကဂျင်နာနိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့ အဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်ပါပဲတကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူကို စိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလေလုံနိုင်စွမ်းရှည်တဲ့နဲ့ဘာလို့လုံမပြီးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကို လက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအတိတ်ပဲမရှိတော့ဘူး။ဘာဖြစ်လို့လို့ဆိုရင်ဖခင်ခင်လိုတော့ကြပဲဖြစ်ရမှာပဲ။ကိုကကိုရွေးချယ်သွားစရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲ။သူ့ဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စ။ ဆိုရာလူတွေကကိုယ့်ဘာကိုရွေးချယ်နေကြရင်အိဗယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ် စဉ်းစားလိုက်မယ်ဆိုလို့ရှင်လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရဝါဒီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလေဘုရားသခင်ဖန်ဆင်းလို့လား တခိုးတည်းဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလဲဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်နေကြတော့လဲပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်ကထောင်ချတယ်ဆိုပြီးပြောစရာအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားစရာတွေအများကြီးဖြစ်လာ အဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ကြာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့မူရစေဝါတွေတုံးနေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ် ကြောင်မြတ်စွာဘုရားကအဲ့ဒါဟာမကမှုမရှိဘူးတကယ်ကတော့လူ့ဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လုပ်တာကိုရကြတာဖြစ်တယ်ကိုလုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအဲ့မွေးဝါကြောင့်မုံဖို့ပြီးအဲ့မွေးမယ်ရွှေရောင်ချပြီးအဲ့မွေးမယ် စတိုးဆိုင်ဖွင့်ပြီးအဲမွေးပဲတကုတ်ကိုလုံးနဲ့ကိုလုံးနေကြတာပဲလေကိုဝါသနာပါရလုံးကြတာပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရလေဖန်ဆင်းထိုင်ရင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရခုကပြောင်းရကိုဒီလုတ်မကြိုက်ဘူးဆိုနောက်တလုတ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေပါတွေရပြီးတော့ဆရာဝန်လုတ်မစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့် တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့နော်မင်းဆရာဝန်ဆေးကြောင်းတော်တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလိုတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘုနော်တကယ်ကတော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတက္ကတသမဒိဋ္ဌိလူ့ဘဝရလာတယ်ဆိုတာတဲ့ကိုလုံးထား အမှုဆိုလေးရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ် ကိုဘာကြိုက်တယ်လဲကြိုက်တာလုံးလို့ရလူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေယူရေးကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယ်ယူချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယ်ယူချင်လို့ရတယ်မြတ်စွာဘုရားအကြောင်းနဲ့အကျိုးဟောထားတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တိလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတိလကိုလုပ်ပြီးဆိုရင်နတ်ဘဝကို ရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်သမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချိန်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွတ်မြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတူဟောတယ်။ဘယ်သူကမှဖန်ဆင်းတာမဟုတ်ဘူး။အဲ့ဒီလိုလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့တရဝရီကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာ ပါရမီဖြစ်ရမှာကြောက်တယ်။ အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လဲပါရမီဖြစ်အဖရမဖြစ်ခြင်းမူဖရအဖေအမေဖြစ်ခြင်းနဲ့ဆိုတဲ့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လောက်ချင်းနေစက်နော်အခုခေတ်မှာဆိုလို့ရှိရင် ကိုယ့်ကိုမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးချောင်းတက်ချင်တဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်ရွေးလို့မရပါဘူး။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပါဘူး။ကိုကြိုက်တာတောင်မှပဲလူဘဝဟာရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရလုံးဝစံဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူး။နော်။ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတက်ကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပညာပါရမီဖြစ်ရသင်ကြရမယ်ပညာဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်အဲ့တော့ကိုယ်ကိုချုံးမောလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံနေနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါသဘာဝနော်ခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထန်ပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူတတ်တဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကဌာနန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစရတဲ့ဒေါသမရှိဘူးအလုံးကပြုံပြုံရွှင်ရွှင် ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းတို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်တော့အသားဖြူခြင်းတို့ဖျောင်းနိုင်လှူတာတဲ့တချို့တကောမကြီးတွေကြံ့ကြံ့ဖန်ဖန်အဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းတို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်ဒါမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာ ချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင် နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိသူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တူတတ်တယ်။သူများကိုနှိမ့်ဆက်ညှင်းမှန်းတဲ့ပုဂ္ဂိုလ်ဒီ တစ်ဖက်သားခံရတယ်လို့သူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်မူရစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်မွားမှာအယူအနှံမဖြစ်ဘူးမူရစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုတဲ့အယူဖြစ်တာပဲလေအဲ့ဒီမူရစေဝါသုံးပြီဆိုရင်နောင်မွားမှာအယူအနှံသွားဖြစ်တယ်အဲ့တော့အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ြညလိုက်တဲခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ဘုန်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘွာအလွန်ဆိုးတယ်ဘွာပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထကိုရတယ်ဆိုကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝိရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုအထက်တန်းကိုရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမင်္ဂနဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမင်္ဂနဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ် Chapter 3 The Temptation and Fall. This chapter is based on Genesis 3. No longer free to stir up rebellion.